ီကနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ဒေါ်လန်ရဲ့ရှေခီးလှမ်းမြင်နေရတဲ့ရောင်နေဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်။လီပိုင်ပြစရာမလိုတော့ပဲမင်းအောင်လိုင်းခေါင်းကင်လက်မဲဖြစ် ရှီဟာရင်းမြင်းဒီအခမ်းအနားမှာတက်တည်ပြခဲ့ပါတယ်။မီလာကိုရဲ့ညနေပိုင်းမှာရုရှားနိုင်ငံရောက်နေတဲ့ရှီဟာအာနာသိန်းအကျန်းဖက်စစ်ကောင်းဆောင်ကိုဖိတ်ခေါ်ပြီးလက်ဆွဲနှုတ်ဆက် ဆွေးနွေးတိုင်ပင်ခြင်းဖြင့်2021စစ်အာဏာသိမ်းမှုကိုကြိုးကင်ခဲ့ကြောင်းလဲပြင်းမှဆင်သွားတယ်လို့ပြခဲ့ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံထဲမှာရှိတဲ့တရုတ်ယင်းနီမြုပ်နှံမှုကိုဖျက်ဆီးလဲဘာမှကန့်ကွက်စရာမလိုပါဘူး။မလုတ်ချင်ဒိုးလိုက်တော့တာခေါက်တို့ရေအာဏာသိမ်းစစ်ကောင်စီကိုထောက်ပံ့နေတဲ့၍တရုတ်မုံဒီစိတ်တက်ကပိုပြင်းထန်လာဖို့ပဲရှိပြီးစစ်ကောင်စီပြုတ်ကြတာနဲ့တရုတ်အစိုးရကိုပါ မင်းအောင်လှိုင်ကတော့တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကိုကာကွယ်ပေးမဲ့အကြောင်းအကျဉ်းချင်းဂရိပေးပေမဲ့တစ်ခုပြီးတစ်ခုမျိုးတွေကိုလက်လွတ်နေရတာကြောင့်လက်သက်မွေးပြီးရှူးတိုက်ခိုင်းပေမဲ့စီရင်မှာအဖက်ဆယ်လို့မရပါဘူးအထူးသဖြင့်တရုတ်စီမံကိန်းတွေ project တွေရှိရမှာတိုက်ပွဲပေါ်ဆောင်နေကြလို့တရုတ်လည်းယင်တမမနဲ့ကြည်နေရတာပါပဲဘယ်ဘက်ကပြစ်ပြစ်တရုတ်ပစ္စည်းထိရင် sorry ပဲအကျန်းဖတ်တန်းနဲ့ ဆွတ်ဖက်နေရင်တော့တရုတ်လဲရင်းစားကြီးလိမ့်မယ်မန္တလေးလာချူလက်မဘော်က TNL ထိမ့်ချုပ်ထားတဲ့နောင်ချူကြောင်မဲတီဘောမျိုးတွေအပြင်မိုးကုန်းနဲ့မိုးမိန်မျိုးတွေကိုတရုတ်အကူအညီနဲ့စစ်ကောင်စီပြန်တောင်းမင်မဲ့ TNL ကမပေးပါဘူးလာမယ့်ဩဂုတ်လမှာပြန်တွေ့ဖို့ရှိကြပြီးတရုတ်ဖြီအားကြောင့်ဒီမျိုးတွေကိုလက်လွတ်နိုင်ချေရှိတဲ့ပေါ် TNL အနေနဲ့ do or die ရွေးတဲ့အချိန်ရောက်ပြီလို့ယူဆပါတယ် စကိုင်းငလင်ကြောင်းအပြည့်ရက်ထားတယ်ဆိုတဲ့အကျံပတ်စစ်ကောင်စီကလေချောင်းကနေအရက်သားပြင်းမှတ်ပေါင်းများစွာကိုစေယုံစာတင်ကြောင်းတွေစတဲ့နေရာတွေကို ပိုက်စိတ်တိုက်ဘုံကျဲပြီးအကြောက်တရားအောက်နာနာရိုက်သွင်းပါလေပြည်သူလူထုအချင်းချင်းဝိဝါဒကွဲပြားမှုတွေပြစ်တင်ဝေဖန်ကြတာတွေကိုအဟုတ်မှတ်ပြီးသွေးစာနေတဲ့ဝံပလူလူထတ်တူးရက်ဆက်ရုပ်မာကြပါလေ တဖက်ပိတ်စစ်ခွေးတန်းတွေမတိတာကဂဲပစ်သူဒင်းတို့အလှဲ့ကြရင်ဟမ်မူရာဘီရဲ့ထုံနှလုံးမူရမယ်ဆိုတာကိုရာဥပဒေစီမင်းအောက်မှာအပြစ်ကြီးဆက်တဲ့အလက်ခံနိုင်အောင် ခံကြဖို့ပါပဲနိုင်ငံကိုလက်နက်ပြပြီးအုပ်စီးထားနိုင်တဲ့အနေအထားမှာနှစ်ပေါင်းများစွာအကြမ်းဖက်စစ်အုပ်ချုပ်ရေးစနစ်တွတ်တွန်းလာမှုနိုင်ငံရဲ့ဒဏ္ဍာရီကိုစိတ်ကြိုက်ခိုးယူတုံးဆွဲ စစ်လက်နက်ခဲယမ်းအပြစ်စစ်မှုရန်ဥပဒေတွတ်သွင်းပြီးအတိုင်းစာမရှိစီရေးမှတုံးပြီးတော့တုံးဆွဲတာတော့နေမျိုးတွေလက်လွတ်ရတဲ့အပြင် EO တွေကို မနိုင်တော့တာထားလေးနှစ်သား period တွေရဲ့ဇဘိုးအုပ်ချင်းကိုခံနေရပါတယ်နိုင်ငံရေးမြစ်ကို စိတ်တိုင်းကျတုံးဝင်ရထားလို့အချိန်ဆွဲဆန့်ထားနိုင်ပြီးပြည်သူတွေလက်ပန်းကြအောင်စောင့်ပါတယ် တော်လိုင်းဤဘက်ကမြန်နိုင်သည်မြန်မြန်တိုက်ခိုက်နိုင်မှတိုင်းပြည်နဲ့ပြည်သူလူထုတွေတက်တာမှာပါအချိန်ကြိုက် တိုင်းနယ်မူမန်တမ်မဟာဗျူဟာထိုးစစ်နေတာအကြမ်းဖက်စစ်ကောင်စီကိုဖြုတ်ချနိုင်မှာဖြစ်ပါတယ်ကျမ်းဖက်တပ်ဘက်ကအကြံပီးတွေက EU တွေအနေနဲ့စစ်တပ်ကိုသူ့ပြည်နယ်မှာအထစ်နာအောင်တိုက်နိုင်ပေမဲ့ all attack လုံနိုင်တဲ့အင်အားမရှိဘူးလို့သုံးသပ်ပါတယ်အကြွေအင်အားကြီးထွားလာပြီဆိုရင် စားကောက်မဲ့အသားနဲ့ အယူပေးကြိုက်လိုက်ရင်ရသွားမယ်ဆိုတဲ့အမြင်ပါပဲမှန်ပါတယ် EU တွေထဲမှာတက်အင်အားလက်နက်အင်အားအတောင်တင်းဆုံးဖြစ်တဲ့ WhatsApp UWSC ကိုတော့စစ်ကောင်းဆောင်တွေကကိုပိုင်အုပ်ချုပ်ခွင့် Confederate ပေးလိုက်တာသူ့ဘာသာဒဇင်းထောင်ပြီးသူ့ဥပဒေနဲ့သူ အုပ်ချုပ်ကြတာဟန်ကြနေတယ်လို့မြင်ကြပါတယ် UWSC နောက်မှာတရုတ်ကသေဆိုသေရှင်းဆိုရှင်းကြိုးကင်နေပြီး အကျန်းဖတ်စစ်အာဏာရှင်ခေါင်းဆောင်တွေအခက်မတွေ့အောင်ထိမ့်ညှိပေးကြပါတယ်။ဒဇန်29 April 18ရက်နေ့30ပြည့် UWSC ရဲ့စီရေးပြအခမ်းအနားမှာ ULEA စီဦးစီးချုပ်ကိုတိုင်တက်ရောက်ပြီး UWSP UWSC ရနေတဲ့ conference မျိုးကိုလိုချင်တယ်လို့ပြောပူပါတယ်။အခုတော့ ULEA အနေထားက10 29စစ်စင်ရေးနောက်ပိုင်းမှာ conference အဆင့်လောက်မဟုတ်ဘဲ ဒီဖတ်တို့အဆင့်ထိပါလှမ်းကျင်လှမ်းလို့ရနေပါပြီမင်းအောင်လင်ကလိုအပ်ရင် drama ခင်းပြပြီးဝခေါင်းဆောင်တွေကိုစွတ်ပြုတ်တိုက်ပေးရတာပေါ့ UWSP UWSC ခေါင်းဆောင်တွေကိုရော SCC ကိုပါတရုတ်ကကျိုးကင်ထားပြီးတော့မြန်မာရေးကိုလူသလူကစား level ကတော့တဆင့်နဲ့တဆင့်မြင့်ထားပြီး EU တွေတဆက်ခန်းထားရင် UWSC နဲ့တန်းညီထားပါလေတရုတ်ဩဇာတက်ရောက်တဲ့ရှမ်းနဲ့ကချင်ဘက်မှာ ဤအူရီကိုမြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ဖွဲ့ပြီးပြည်တော်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ကော်မတီ FNCC ကိုတည်ထောင်ထားပြီးတော့ UWSC ကဥက္ကဋ္ဌနေရာယူထားပြီး KIO KIA ကဒုဥက္ကဋ္ဌနေရာယူထားပါတယ်တရုတ်ကမြန်မာနိုင်ငံရေးမှာ ဝင်းဆော့ဖတ်လို့လူတလူကျိုးခုံနိုင်အောင် ပြင်ဆင်ထားပြီးတော့၎င်းတို့ရဲ့မာဗျူဟာတကြမာဗျူဟာမြောက်အိုဗျူဟာနဲ့ဘီဟာရင်အတွက်စနစ်တကျပြင်ဆင်ထားပြီးသားပါ2021ဖေဖော်ဝါရီမှာစစ်အာဏာသိမ်းမှုမှာတရုတ်ကျိုးကင်သလားဆိုတာကျိုးကင်နာမှန်မင်မဲ့မလူကျင်တဲ့ရွှေ့ကွက်ကိုရွှေ့လိုက်ရတဲ့အနေအထားမတင်မကျဖြစ်လို့လဲရှေးပိုင်းမထွက်လာပဲ သူတင်တဲ့ရုပ်သေးစစ်အစိုးရအခြေအနေမဟန်တဲ့အခါဘလူးဆိုင်းဝင်တီးလာပါတယ်။မင်းအောင်လိုင်းရေချင်းမရှိလို့မနှင်းမြုပ်ပင်မဲ့နောက်ကနိုင်ငံကိုစစ်အုပ်ချုပ်ရင်းနဲ့ဖိနှိပ်ချုပ်ချယ်နေတဲ့အကြမ်းဖက်စစ်တပ်ပြူလဲမှလည်းမလိုလားပါဘူး။အကြမ်းဖက်စစ်တပ်ကနေမျက်နှာပြောင်တိုက်ဝင်ဆွတ်ဖတ်လို့မြမပြည်သူလူထုရဲ့နာကြီးမုန်းတီးနေတာကိုသိပေမဲ့သွေးချောင်းစီဖြစ်ရဲ့ဆိုးတွေဖန်တီးပြီးတော့အာနာရလာတဲ့အာနာရှင်ထုံးစံအတိုင်း လုံးဝဂရုမစိုက်ပါဘူးပြည်သူလူထုထောက်ခံမှုရထားတဲ့ NUG အစိုးရနဲ့ PDF ကိုအဖက်မလုပ်ပါဘူး NUG တန်တမာကြီးရဆက်သွဲပင်မဲ့ဖယ်ချတယ်ပြင်ဒေသတွင်းအာဆီယံနိုင်ငံတွေကိုအရေးမလုပ်ဖို့ဖိအားပေးပါတယ်မျိုးတော်လိုင်းကြီးကြန့်ကြာနေတဲ့အဓိကအကြောင်းရင်းထဲမှာတရုတ်ကွန်မြူနဲ့အစိုးရစနက်တွေကြောင့်ပါပါတယ်နောက်တစ်ချက်ကတော်လိုင်းကြီးအဖွဲ့ကြီးဂျာဘုံတဘောတူညီချက်မရှိဘဲမညီမညွတ်ဖြစ်တာကြောင့်ပါပါတယ် အဲ့ဒီနှစ်ချက်ပါပဲရုရှားကအဝေးကြီးမှာဖြစ်တယ်လို့ယူကရိန်းကျူးကျော်စစ်နဲ့တိုင်ပတ်နေပါတယ်တရုတ်ကွန်မြူနစ်ဆိုးရဆိုးရိမ်တာက NUG PDF တွေမဟာမိတ်ပြုပြီးဖောက်ထွက်လာနိုင်တဲ့ EU တွေကိုပါပဲအထူးသဖြင့်မြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ထဲမှာခြုံထွက်လာတဲ့ KIO KIA ULAA ကိုပါပဲတိုင်းရင်းသား DNA စစ်တဲ့အပြင်နိုင်ငံရေးနဲ့စစ်ရေးမူဝါဒနဲ့အုပ်ချုပ်ရေးကိုတဆင်ချင်း ပုံဖော်နေပြီး သူ့ပြည်နယ်နဲ့သူမှာအတော်လွှမ်းမှုမှုကောင်းလာပါတယ်။နောက်တစ်ချက်ကရေရှည်စစ်ပွဲမှာတက်အင်အားစစ်လက်နက်အင်အားတာနေပါစေအသည့်ဉာဏ်ပညာသာသူတွေကအနိုင်ယူစမြဲပါ။ဒီချက်ကိုစီပါရဂူစွန်စုကျူကက်လျန်တို့ကမိတ်ဆူထားပေးတာပါ။အဓိကခေါင်းဆောင်မှုဘိုင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကအရခတပ်တော် AA နဲ့ ABL နောက်ပိုင်းမှာဆက်သွယ်တာနဲ့ပတ်သက်ပြီးမြန်မာစစ်ကောင်စီကကန့်ကွက်တဲ့အပေါ်မှာဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကပယ်ချတယ်လို့ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းတွေမှာဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်ဖို့အတွက် လိုအပ်တယ်လို့ယူဆတဲ့ဘယ်အဖွဲ့အစည်းမှဆိုချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အမျိုးသားလူညုံကြီးအကြံပေးကာလီယိုရမန်ကမေ6ရက်မှာနိုင်ငံရေးဌာနသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်လက်လက်ရှိမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေဆက်မှာထိမ့်ချုပ်ထားသူကအရခတက်တော်သာဖြစ်တာကြောင့်သူတို့နဲ့ဆက်ဆံရမှာဖြစ်ပြီးဒါဟာအမှန်တရားဖြစ်တယ်လို့၎င်းကဆက်လက်ပြောခဲ့ပါတယ် နောက်တစ်ချက်ကမလာတော့က UN တွင်းရမှုချုပ်ဘင်္ဂလားဒေ့ရှ်ကိုရောက်လာပြီးရခိုင်မှာရှိတဲ့စစ်ဘေးသင့်ပြည်သူတွေကိုကူညီဖို့လူသားချင်းစာနာထောက်ထားမှုဇင်းညံတစ်ခုကိုဘင်္ဂလားဒေ့ရှ်ဂျာဖြတ်အစိုးရထံတောက်ဆိုထားပြီးဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကအေအေနဲ့စစ်ကောင်စီကိုဆက်သွယ်ထားပြီးခွင့်ပြုချက်ကိုစောင့်နေတယ်လို့သိရပါတယ်။နိုင်ငံတကာဆိုတာစစ်နိုင်သူကိုပဲလက်ဆွဲနှုတ်ဆက်ခြင်းပြီးလေထက်လက်တွေကိုဦးစားပေးပါတယ်။နောက်တစ်ချက် တရုတ်အမေရိကန်အိန္ဒိယသမုဒ္ဒရာစီးနင်းပွဲမှာ geopolitics အားပြိုင်နေပါတယ်။အေခေါင်းပေါင်းတွေအနေနဲ့ဒါကို check and balance လုပ်နိုင်ရင် EU တခုအနေနဲ့ nation wide ထိပါဒီဂျူရီရလာနိုင်ပါတယ်။အာရခတက်တော့ EU ဟာအရှိန်အဟုန်နဲ့ကြီးထွားလာပြီးတော့တင်းကျပ်တင်းပြစ်ကျက်ပြစ်ရခိုင်မှာ de facto government ဖြစ်လာဖို့အားယူနေပါတယ်။ချင်းပလက်ဝအပါဝင်ရခိုင်၁၄မြို့ကိုတင်ထားတဲ့ EU ဟာ တင်းယူထားတဲ့မြို့တွေကိုထိနိုင်ဖို့အုပ်ချုပ်ရေးရန်ညာပြန်လဲလဲပတ်ဖို့ကြိုးစားနေပါတယ်။အကြံပတ်စစ်ကောင်စီဘက်ကပြန်လဲရယူဖို့အသာထားလေကြောင်းကနေဘုံမူရွာနေပြီးဖျက်ဆီးနေပါတယ်။ ULAA တောင်မှန်ဖြန့်ပြီးတော့လေဟုံစီအမြင့်ပြန်မာကို SAC အနေနဲ့ရအောင်တားနေပေမဲ့စီးမှန်မီတော့ပါဘူး။တရုတ်ရင်းနှီးမြောက်နှံထားတဲ့ကြောက်ဖြူမြို့ကိုဝိုင်းပတ်ပတ်ချုံပြီးတော့တိုက်နေပါတယ်။ တတိထားပြီးတော့တိုက်ပွဲဖော်နေရသလိုအစည်းတရေအနေထားကနေရန်သူကြောက်စိတ်ဝင်လာအောင် comprehensive လုပ်လာပါတယ်။ကြာရှည်စစ်ကောင်စီဘက်ကတောက်ခံနိုင်မှာမဟုတ်ပါဘူး။ AC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောသလိုအင်ကာဂျူကလာပြောလဲတိမ့်မှာပဲဆိုပြီးလက်တွေ့လုတ်ပြနေကြပါ။မြို့တော်စစ်တွေမှာလည်းစစ်ကောင်စီခန့်ရခိုင်ဝန်ကြီးတွေစစ်ကောင်စီ လုပ်နေတဲ့စီရေးအစီအမံဆွေးနွေးပွဲမှာတက်ခွင့်မရတော့ပါဘူး။ အေကရခိုင်အတွင်းပိုင်းကြံနေတဲ့မြို့တွေကိုစီရေဖော်ဆောင်နေုံမကရခိုင်နဲ့ထိစပ်နေတဲ့ချင်းပြည်နယ်မကွေးဘကူအေအရီတိုင်းဘက်စစ်မျက်နှာဖြန့်ပြီးတော့ဒေသခံ EAO LPDF တွေအင်အားစုတွေနဲ့စီပူပေါင်းဆောင်ရွက်နေပြီးအတော်ထိုးဖောက်ဝင်ရောက်နေပါတယ်။ဒါကလုံခြုံရေးအစီအမံ SSR ရ Safety ဖြစ်အောင်ပြင်ဆင်ထားပြီးလိုအပ်ရင်ရန်ကုန်နေပြီးတော့ထိပါထိုးဖောက်ဝင်ရောက်နိုင်ဖို့လင့်ချိတ်လို့ရအောင် ကွန်းထောက်တွေပြင်ထားပါတယ် ULAA ဟာရခိုင်ပြည်နယ်တစ်ခုထဲမှာတင်အင် အားတောက်နေတာမဟုတ်ပဲမြစ်ပြခံတဲ့ကချင်ပြည်နယ်မှာလည်း3000ကျော်ထိရှိပါတယ်ညီနောင်နှစ်ဖွဲ့ရှိတဲ့ရှမ်းမြောက်မှာအင်အားဒုနဲ့ဒယ်နဲ့ရှိပါတယ်ချင်းစကိုင်းမကွေးဘကူးအာဝရီအေးမရှိတဲ့နေရာမရှိပါဘူးရုပ်စွာဆုံးတောင်ပိုင်းကရင်ဘက်ချမ်း KNU တက်မှာ၅ဘက်မှာအေးတရင်လိုက်ရှိပါတယ် အရက်ကတက်တော်တီဆောက်ထားတဲ့စီရင်နိုင်ငံရေးအုပ်ချုပ်ရေးအခင်းချင်းကိုကြည့်ရင်အကျန်းဖတ်စစ်တပ်နဲ့စင်ပြိုင်တီဆောက်နေပြီးတော့လိုအပ်ချက်တွေရှိနေပေမဲ့တွေးရင်တွေးရင်နဲ့ပန်းနိုင်ကိုရှောက်လန်းနေတာအားရစရာပါ။အေစီမှာအောင်မြင်ရတဲ့အဓိကအကြောင်း၃ချက်ရှိပါတယ်။စစ်ပွဲအောင်မြင်မှုကိုစစ်ပွဲအောင်မြင်မှုကိုရယူဖို့နီးလန်းဟာဥပဒေကိုအမြင့်ဆုံး ထားရှိရမယ်။စစ်ပွဲအောင်မြင်မှုကအင်အားအနည်းများနဲ့မဆိုင်မဲ့ ခေါင်းဆောင်နိုင်စွမ်းဖြစ်ပါတယ်အမားတွေရှာဖွေနိုင်ရမယ်နောက်ဆုံးတစ်ချက်ကစစ်ပွဲတစ်ပွဲမှာစစ်ဗျူဟာကို နားမလဲပဲတတိရှိယုံ အစွမ်းထက်ယုံနဲ့တိုက်ချင်လွန်းတဲ့ဆန္ဒကြောင့်အနိုင်ရမယ်ထင်သလားမရပါဘူးအမိန်ပေးကိုကဲမှုစနစ်ချိန်းတော့ခွန်မမရှိပဲတိုက်ပွဲကြီးတစ်ပွဲကိုလုံးဝမနိုင်ပါဘူးဗျူဟာကချမှတ်ထားတဲ့အတိုင်းတသွေးမတိန်လိုက်နာမှ အနိုင်ရပါမယ်ဘလူပဲဖြစ်ဖြစ် တော်လန်ကြီးရဲ့ရောင်ဒီကို ကျွန်တော်တို့အားလုံးလှမ်းတွေ့နိုင်နေပါပြီပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်